အမျိုးသားတွေဟာသူတို့ကိုလိုအဲနေတယ်လို့ထင်ရတဲ့အမျိုးသမီးတွေကိုရှင်းမိသွားတယ်ဆိုပြီးလူတွေကပြောကြတယ်။ဒါဟာလုံးဝမှားနေပါတယ်။ဒီစကားလုံးကအမှားယွင်းစွာယူဆထားတဲ့အယူအဆဟောင်းတစ်ခုသာဖြစ်ပါတယ်။အမှန်တရားကတော့ယောက်ျားတွေဟာသူတို့ကို လုံးဝမလိုအဲတဲ့အမျိုးသမီးကိုဆွေးနွေးနေမိတဲ့ကြပါတယ်။သူတို့ကို လုံးဝမလိုအဲတဲ့အမျိုးသမီးကိုမှသူတို့ဟာ အမြဲတမ်းတွေးတောနေမိတဲ့ကြတယ်အဲ့ဒီအတွေးတွေကိုသူတို့ဟာမရက်တဲ့နိုင်ကြပါဘူးယောက်ျားတွေဟာဘလို့အမျိုးသမီးမျိုးကိုဆွေးနွေးတဲ့ကြသလဲဆိုရင်အဲ့ဒီအမျိုးသမီးဟာယောက်ျားတွေရဲ့အာယုံစိမ်မှုကိုရဖို့စ조사နေတဲ့သူမဟုတ်ဘူးတောင်းဆိုနေတဲ့သူမဟုတ်ဘူးယောက်ျားတွေကိုအမြင်နဲ့အချိန်ပေးနိုင်တဲ့သူမဟုတ်ဘူး relationship နဲ့ပတ်သက်ပြီးကြပြဆင်တဲ့စာတွေပေးပို့နေတဲ့သူမဟုတ်ဘူး ဲ့ဒီအမျိုးသမီးဟာတည်ငြိမ်ပြီးရင်ခံစားချက်တွေလွန်ကဲမှုမရှိတဲ့သူဂယုမစိုက်တဲ့သူအဲ့ဒီလိုမိန်းမမျိုးကိုယောက်ျားတွေကစွေလင်းတဲ့ကြပါတယ်တကယ်တော့ယောက်ျားတွေဟာသူတို့မရှိရင်လေမတုံမလှုံနေနိုင်တဲ့မိန်းမတွေကိုပုံမစွေလင်းတဲ့ကြတယ်ယောက်ျားတွေအတွက်စိတ်ခံစားမှုမရှိတဲ့အမျိုးသမီးတွေပေါ်မှာပဲယောက်ျားတွေဟာကြာရှုံးတဲ့ကြပါတယ်အဲ့ဒါကဘာဖြစ်လို့လဲ ကိုပိုင်ရည်တည်မှုတွေနဲ့လွဲ့လဲ့လဲ့လဲ့နေတဲ့အမျိုးသမီးတယောက်ဟာယောက်ျားကိုပုံမရှိခင်တွေ့တာတဲ့တဲ့အမျိုးသမီးထက်ယောက်ျားတယောက်ရဲ့စိတ်ကို ပိုပြီးရင်ထိခိုက်စေပါတယ်။ဒါဟာယောက်ျားတွေနဲ့သက်ဆိုင်တဲ့စိတ်ပညာပဲဖြစ်ပါတယ်။ ီလိုစိတ်နဲ့ဆိုင်တဲ့သဘောတရားတွေကိုနားလေသွားတဲ့အခါမိတ်ဆွေဟာခံစားချက်အရအခိုင်အမာဆုံးသောရှင်းတော်မှုဟာလူအချက်ပေါ်မှာမတိဆောက်ထားပေနည်းနည်းမှုအပေါ်မှာတိဆောက်ထားတယ်ဆိုတာကိုသိမြင်လာပါလိမ့်မယ်။ဒီတော့ဥပမာအနေနဲ့ပြောပြပါမယ်။ဥပမာအမျိုးသားတဦးဟာတပည့်အတွင်းမှာအမျိုးသမီးနှစ်ယောက်ကိုတွေ့တယ်ဆိုပါစို့။ပထမအမျိုးသမီးကိုလှလှလို့ခေါ်ကြပါစို့။ အဲ့ဒီလှလှဟာရှော့တာတဲ့မိန်းကလေးတယောက်ဖြစ်တယ်။အဲ့ဒီအမျိုးသားပြောပြတဲ့စကားလုံးတွေကိုလိတ်လို့ရေမောတယ်။ပြီးရင်သူ့နဲ့စာပို့ပြီဆိုရင်လည်း second bank အတွင်းမှာစာပြင်တယ်။ပြီးရင်အဲ့ဒီလှလှကပဲအဲ့ဒီအမျိုးသားကို ထမင်းစာပြင်ပြီလားနေကောင်းလားဘလို့လေးစသည်ဖြင့်မေးမြန်းတယ်။လှလှဟာအဲ့ဒီအမျိုးသားကိုနှွေးထွေးမှုတွေပေးတယ်၊တက်တောင့်တက်တာမှုတွေပေးတယ်၊အသိအမဲ့ပြုမှုတွေပေးပါတယ်။ အဲ့ဒီအချိန်မှာဒီအမျိုးသားဟာနှွေးထွေးတဲ့ရေရှိုးခင်ထေးမှာရှိနေသလိုမျိုးအရင်ကောင်းပါတယ်အရင်အဆင်ပြေပါတယ်ဒုတိယအမျိုးသမီးကမြမြဆိုပါစို့မြမြကတော့ပထမလှလှနဲ့မတူပါဘူးမြမြဟာအဲ့ဒီအမျိုးသားပြောတဲ့စကားတွေကိုနားထောင်တယ်ဒါပေမဲ့အဲ့ဒီအမျိုးသားနဲ့စကားပြောဖို့လိပ်ပြီးရင်မကြိုးစားပါဘူးမြမြဟာကြင်နာတဲ့တယ်ဒါပေမဲ့စိတ်အားထက်သန်လွယ်မှုအရင်ရှိမနေဘူး အဲ့ဒီအမျိုးသားဖက်ကရှိန်းဆိုတာကိုဖျက်လိုက်တဲ့အခါလေးမြမြကအဲ့ဒီအမျိုးသားကို အပြစ်မတင်ဘူးမြမြကရိုးရိုးလေးပဲပြင်ပြောတယ်။ "Okay ကောင်းပြီငါတခြားအစီအစဉ်တွေကိုပဲပြုလုပ်လိုက်ပါမယ်"တော့ပြင်ပြောတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုဒီအမျိုးသားရဲ့ဥနောက်ကတုံးအားနေတဲ့အရာတခုလိုလိမ့်လို့သွားတယ်။မြမြကို သူစဉ်းစားလာတယ်။မြမြကပို့ပေးတော့လေးမဟုတ်ဘူး။ပို့ပြီးရင်နင်းနေပြီပေးတော့ပြီဖြစ်တယ်။ အမျိုးသားတယောက်ကိုတာမယ်ရိုးလေးပဲဆက်ဆင်လိုက်တဲ့အခါအဲ့ဒီအမျိုးသားကဘလို့စဉ်းစားမလဲဆိုရင်သူ့ဘာလုံးနေတလေဘသူတွေနဲ့တွေးနေတလေသူ့မကတကယ်ဂယုဆက်ရဲ့လားဆိုပြီးရင်စတင်တွေးတော့လာတဲ့တည်းအမျိုးသားတယောက်ကြာချုံးတာဟာအမျိုးသမီးတယောက်ရဲ့အာယုံစိမ့်မှုအတွေ့မဟုတ်ပေ သူ့မရဲ့ဂယုမစိမ့်မှုလျှင်းလေးကိုရှုမှုအတွေ့ပဲဖြစ်ပါတယ် မိမတယောက်ဟာယောက်ျားတယောက်စီကအချစ်ကိုမတောင်းဆိုဘူးအာယုံစိတ်မှုကိုမတောင်းဆိုဘူးအရင်ကယူစိတ်မှုတွေမပြုတ်လို့တဲ့အခါပဲသူတို့ဖက်ကအဲ့ဒီအချစ်ကိုအဲ့ဒီမိမပေါ်မှာလွဲ့လဲ့စွာစတင်ပေးအပ်လာတာပဲဖြစ်ပါတယ်။ဒါတွေကစိုက်ကောလော်ဂျီရဲ့သဘောတရားတွေဖြစ်တယ်။မိစေတော့အနေနဲ့ယုံချင်လေးယုံပါမယုံရင်လေးနေပါ။ဒီစီကတော့ manifestation law attraction law assumption သဘောတရားတွေကိုဒီ psychology ရဲ့သဘောတရားတွေထဲပို့မှုယုံကြည်ပါတယ် ဒါပေမဲ့ဒီ psychology ရဲ့သဘောတရားတွေဟာကျွန်တို့ရဲ့နေ့စဉ်ဘဝမှာ ပြုလုပ်ဆောင်ရွက်တဲ့အခါတော်တော်ကြီးကိုအသုံးတည်ပါတယ်။ဒါကြောင့် psychology နဲ့သက်ဆိုင်တဲ့ဒီဗီဒီယိုတွေကိုပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ psychology သဘောတရားကိုဆက်လက်ပြောပြပါမယ်။အမျိုးသားတွေဟာ biologically အရကကွေဖို့ပြုပြင်ဖို့ကေတင်ဖို့အရှိခံအပြည့်တိဆောက်ထားတဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင်အမျိုးသားတွေဟာအတတွေမာနတွေထိမှာအမြင့်တွေနေတဲ့လူတွေဖြစ်တယ်။ဒါပေမဲ့ချစ်ချင်းမေတ္တာတွေကိုရှာဖွေတဲ့အခါသူတို့ရဲ့အတတွေဗီဇတွေမာနတွေဟာထောင်ချောက်တစ်ခုဖြစ်သွားစေပါတယ်။ အမျိုးသမီးတို့ကသူတို့ကိုလိုအဲနေတဲ့ပုံပေါင်းနေတယ်သူတို့ပေါ်မှာအသေးအသေးဖြစ်နေတဲ့ပုံပေါင်းနေတယ်ဒါမှမဟုတ်စိတ်ပိန်ဆိုင်ရာအဖြစ်သူတို့ကိုမှီခိုနေတဲ့ပုံပေါင်းနေတဲ့အခါအမျိုးသားတွေရဲ့ဥနှောင်းဟာ romantic ဆင်တဲ့ဆက်သွယ်မှု အဖြစ်အဲ့ဒီမိန်းမကိုအတိအမဲမပြုတ်ပါဘူးအဲ့ဒီမိန်းမကိုတာဝန်ယူမှု အဖြစ်သာသူကစဉ်းစားလိုက်တယ်အဲ့ဒီအခါဆွေးဆောင်မှုမဟုတ်ပဲတနာညာတာမှုစာနာမှုပဲအဲ့ဒီအမျိုးသားစီမှာဖြစ်ပေါ်စေတယ် ပြီးရင်တဏှာညာတာမှုစာနာမှုဆိုတာကလေရေတိုစိုက်ခင်စားရှက်ပြီးဖြစ်တယ်။အဲ့ဒီအမျိုးသမီးပေါ်မှာသူကကုညီပေးလိုက်တယ်တစုံတစ်ခုခုပြုတ်လုပေးလိုက်တယ်အဲ့ဒါနဲ့သူ့အနေနဲ့သူပြုတ်လုဆောင်ရရမယ့်အလုပ်ပြီးတော့ပြီးတော့ခင်စားရတာနဲ့ချက်ချင်းအဲ့ဒီစာနာမှုတဏှာညာတာမှုတွေကပျောက်ကွယ်သွားတယ်ဒီတော့ဗျောင်းပြန့်အရှိအနေတစ်ခုကိုစဉ်းစားကြရအောင် အမျိုးသမီးတို့ဟာမိမိကိုယ်ကိုထိန်ချုံနိုင်တယ်စိတ်ခင်စားမှုတည်ငြိမ်တယ်တုံ့ပြန်မှုမရှိဘူးလို့ထင်ရတဲ့အခါအဲ့ဒီအမျိုးသားတွေရဲ့ဥနှောက်ကလုံးဝကြွေးပြားချနာတဲ့အရာတခုကိုအာယုံခံလိုက်တယ်အဲ့ဒါကနည်းနည်းမှုသို့မဟုတ်ရှုပ်ဝဲဆင်းကျင်မှုဖြစ်ပါတယ်ပြီးတော့သူမဟာငါမပါဘေးနဲ့ဘလို့လို့အဆင်ပြေနေတာလေးလို့အဲ့ဒီယောက်ျားကစပြီးရင်တွေးတော့လာတယ်ဒီလိုတွေးတော့မှုဟာစိတ်ပိုင်းဆိုင်ရာရှိတ်ဆဲမှုတခုလို့ဖြစ်လာတယ် ဘာဖြစ်လို့လဲဆိုရင် အမျိုးသားတွေဟာချစ်ခင်တွေ့တာမှုအပေါ်မှာဆွေးနွေးနေတဲ့ကြတာမဟုတ်ပါဘူး။သူတို့ဟာမသိမရှာမရေရာမှုတွေကိုပဲဆွေးနွေးတဲ့ကြပါလေ။ဒါကြောင့်ချစ်ခင်ကျင်နာမှုရဲ့ဗျောင်းပြန်အခြေအနေတွေဟာအမျိုးသားတွေရဲ့ထောင်ချောက်ဖြစ်လာပါလေ။အဲ့ဒီထောင်ချောက်ကပဲအမျိုးသားရဲ့မာနတွေ၊ဗီဇတွေ၊အတ္တတွေကိုပြင်လေပြင်ဆင်လိုက်တာမို့လို့အလုပ်ဖြစ်စေပါတယ် ယောက်ျားတယောက်ရဲ့ခင်စားချက်တွေကဘလို့ပုံစံမျိုးလေးဆိုရင်သူဟာမိန်းမတယောက်ရဲ့ကေတင်ရှင်တော့ခင်စားရမေးအစသူဟာအဲ့ဒီမိန်းမရဲ့တပည့်တော့ပဲခင်စားတယ်မိန်းမတယောက်ကိုတနာစိတ်ထားရမေးအစသူကအဲ့ဒီမိန်းမအပေါ်မှာသီးရှင်စိတ်ကိုခင်စားတယ်မိန်းမတယောက်နဲ့ပတ်သက်ပြီးရင်တက်တောင့်တက်တာဖြစ်မှုအစသူကအဲ့ဒီမိန်းမနဲ့ပတ်သက်ပြီးရင်စိန်ခေါ်မှုတစ်ခုကိုခင်စားတယ်နောက်ဆုံးမှာတော့အမျိုးသားတဦးက မိမတယောက်အပေါ်မှာအဲ့ဒီမိမနဲ့ပတ်သက်လို့သိရှင်နေတဲ့စိတ်တွေဟာအဲ့ဒီအမျိုးသားရဲ့ဆင်တာအတွက်အသက်ရှင်စေတဲ့လမ်းကြောင်းဖြစ်သွားပါလိမ့်။ဆက်လက်ပြီးအမျိုးသားတွေကအမျိုးသမီးတွေအပေါ်မှာဆွေးနွေးနေတဲ့အချက်သုံးချက်ကိုပြောပြပါမယ်။နံပါတ်1အချက်ကတော့စိန်ခေါ်မှုလေပယ်ရှင်ပေးဖြစ်ပါလိမ့်။အမျိုးသားတိုင်းဟာရှုပ်ဝဲတဲ့မက်ရှင်တစ်ခုကိုတောင်းတကြပါလိမ့်။မက်ရှင်ဆိုတာလုပ်ငန်းတွေတာဝန်တွေဆောင်ရွက်ချက်တွေပေါ့။ အဲ့ဒါကလေလွေကူတဲ့အရာမဟုတ်ဘူးအနေရဖို့အာမခင်ထားတဲ့အရာမဟုတ်ဘူးစိန်ခေါ်မှုတစ်ခုသာဖြစ်တယ်။ဒါကြောင့်ဗီဒီယိုဂိမ်းတွေစိတ်ပွားရေးနဲ့ပြင်ဆင်မှုတွေကအမျိုးသားတွေကိုပုံမှုဆွေးမြည်စေပါတယ်။ဒါကလေတင်းမာမှုတွေတိုးတက်လာမှုအပေါ်မှာတည်ဆောက်ထားပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင် မနိုင်တနိုင်နဲ့မနိုင်သေးခင်နေရာကြားကနေရာလွဲပဲဖြစ်တယ်။ ဒါကြောင့် relationship တွေမှာဆိုရင်ချစ်ခင်စာနာမှုကိုအသုံးပြုတဲ့တဲ့အမျိုးသမီးတွေဟာဒီလိုတင်းမာမှုတွေကိုရှက်ရှင်းပေးသေးလိုက်သလိုဖြစ်သွားတယ်။အဲ့ဒီခါမှာအမျိုးသားဟာသူ့မရဲ့အာယုံစိမ်မှုကိုအနိုင်ရပြီးသားဖြစ်သွားတယ်၊ကစားစရာဂိမ်းမကျင်တော့ပါဘူး။ဒါပေမဲ့အမျိုးသားတွေဟာသူတို့ကိုအရင်ကြီးအထင်မကြီးတဲ့သူ သူတို့ရဲ့အစီအစဉ်တွေနဲ့အညီအဲ့ဒီမိန်းမဟာသူ့ရဲ့အစီအစဉ်တွေကို မပြောင်းလဲတဲ့သူသူတို့ကိုအရင်ကြီးကိုဟို ိအားမပေးပေနဲ့ပြုံးပြပြီးဖြစ်နိုင်တဲ့အဆင်ပြေတွေတော့ပြောပြီးထွက်သွားတဲ့အမျိုးသမီးတွေဟာသူတို့ရဲ့စိန်ခိုးမှုကိုဆက်လက်လေပယ်ဖို့ဖန်တီးလိုက်တာနဲ့အတူတူပဲဖြစ်တယ်။ဒီလိုအမျိုးသမီးတွေနဲ့တွေ့တဲ့အခါအဲ့ဒီအမျိုးသားဟာကွာဟာရှက်တစ်ခုကိုခံစားရပြီးသူ့ရဲ့မာနာကအဲ့ဒီကွာဟာရှက်ပေါ်မှာမှုမှုနှိစေအောင် ပြုလုပ်ရှင်တဲ့ကြပါလေ။ အဲ့ဒီအခါအမျိုးသားဟာသူ့ဖက်ကပုံမို့စ조사လာတယ်ပို့ပြင်းစကားတွေပြောလာတယ်ပို့ပြင်းအလုပ်တွေပို့လုပ်လာတယ်ဒါဟာတစ်ဖက်မိန်းကလေးနဲ့ chemistry မိနေတာမဟုတ်ပါဘူးဒါကစင်တာအသွင်ဆောင်ထားတဲ့ပြင်ဆိုင်မှုတစ်ခုပဲဖြစ်တယ်အလွေတခုမပေးတဲ့အရာတခုကိုရဖို့조사ရင်ပုံမို့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လာကြတာပဲဖြစ်တယ်အဲ့ဒီအခါမှာအမျိုးသားဟာပုံမူရင်းနှီးမြှုပ်နှံမှုပြုတ်လို့လေလေသူ့ရဲ့တွေ့တာမှုက ပို့ပြီးခိုင်မာလာလီလီပဲဖြစ်ပါတယ်။ဆွေးနှင်းစေတဲ့နံပါတ်နှင်းအချက်ကတော့ချစ်ချင်းမေတ္တာမတိမ်မီလေးစားမှုပဲဖြစ်ပါတယ်။အမျိုးသားတွေဝယ်မခင်ရှင်တဲ့အရာတခုရှိပါတယ်။အဲ့ဒါကသူတို့ဟာအရှိဆိုတဲ့အရာကိုအရင်မဖြစ်တတ်ကြပါဘူး။သူတို့ဟာလေးစားမှုကိုပဲအရင်ကြောက်ရောက်တတ်ကြပါတယ်။အမျိုးသားတယောက်ဟာသူ့မလေးစားတဲ့သူတယောက်ကိုရိုမန်တစ်ဆင်တဲ့တွေ့တာမှုနဲ့မခင်စားနိုင်ပါဘူး။ မြင်လေးစားအကြမှုဟာနှိစဲမှုကနေမဟုတ်ဘဲအကွာအဝေးကနေမွေးဖွားလာတာပဲဖြစ်ပါတယ်။အမျိုးသမီးတယောက်ဟာအဲ့ဒီအမျိုးသားကိုတိတ်ပြင်းလေးအရင်ကိုဗဟုပြုမနေဘူးအာယုံစိမ့်မနေဘူးအဲ့ဒီအမျိုးသမီးမှာသူမရဲ့ကိုယ်ပိုင်ဥတီချက်တွေဆဲနှုံးတွေနေနမိတ်တွေရှိတဲ့အခါအဲ့ဒီအမျိုးသားကသူမကိုရှားပါတဲ့သူ အဖြစ် စိတ်ထေးကနေပြီးတော့ခွေးရှားတက်မဲ့လိုက်ပါတယ်။ မိမတယောက်ကကိုပိုင်ဥတီရှယ်ကိုပိုင်စင်နှုံးတွေကိုပိုင်ရီရီရှင်းတွေနဲ့နေတဲ့အခါယောက်ျားလေးက "तू မငါ့ကိုလိုအဲနေတယ်"အဲ့ဒီလိုပုံစံမျိုးမတွေ့ပေးနဲ့သူ့ရဲ့စိတ်ထင်းမှာ "तू မနဲ့ထိုက်တင်ဖို့ငါကိုတိုင်အဆင်မြင်ဖို့လိုတယ်"ဆိုပြီးတော့တွေ့တော့တဲ့ကြတယ်။ဒါဟာရှ िख င်ကျင်နာမှုရဲ့ဗျောင်းပြန်အရှိအနေကနေပြီးတော့ဖြစ်ပေါ်လာတဲ့ထောင်ချောက်ပေးဖြစ်ပါတယ်။ မိမတယောက်ဟာအဲ့ဒီအမျိုးသားစီကအသိအမှတ်ပြုမှုတွေကိုလက်မရှာနေတော့တဲ့အခါသူမဟာအဲ့ဒီအမျိုးသားကို သူမကိုလက်ရှာနေစေဖို့ဖိအားပေးလိုက်တာ ਨੇ အထူးထူးပဲဖြစ်တယ်လင်းစားမှုဆိုတာကလေချစ်ချင်းမေတ္တာမတိမ်မီရောက်လာရတာပဲဖြစ်တယ်။အမျိုးသားတယောက်ဟာမိန်းမတယောက်ကို မချစ်သေးခင် အရင်ဆုံးလင်းစားမှုတွေရှိပါတယ်။လင်းစားမှုအပေါ်မှာတိဆောက်ထားတဲ့အချစ်ကအလွေတကူမိမ့်မိုင်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီမိမကပြောလိုက်တဲ့ရှီကျူးစကားတိုင်းဟာရရှိပိန်ဆိုင်တွေတော့ခင်စားနေရလို့ပဲဖြစ်တယ်။အဲ့ဒီမိမကမျှဝေပေးလိုက်တဲ့အခိုက်အတန့်တိုင်းဟာပေးအပ်ခင်ရတယ်တော့ခင်စားရတယ်။ဒါအပြင် အမျိုးသားတွေဟာအလကားပေးတော့ရတာထက် သူတို့ရယူစူးစမ်းရတဲ့အရာကိုပို့ပြီးရင်တင်ဖို့ထားကြပါတယ်။ဆွေးနွေးစီတဲ့နေပေဆုံးအချက်ကတော့စိတ်ခင်စားမှုပြောင်းပြန်လှန့်ရှင်းပေးဖြစ်ပါတယ်။ကိုယ်ပိုင်ရည်တည်နိုင်စွမ်း လွန်လွန်မှုတွေနဲ့ရှိနေတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့တဲ့အခါအဲ့ဒီအမျိုးသားရဲ့မသိစိတ်ထေးမှထူဆင်းတဲ့အရာတစ်ခုဖြစ်ပေါ်လာပါလေ။ယုံကြည်မှုရှိတဲ့အမျိုးသားတွေအနည်းမှအမျိုးသမီးတွေမကြာခဏခံစားရတဲ့အတိုင်းခံစားရတာပဲဖြစ်တယ်။အဲ့ဒါကထိုင်းချုံနိုင်စွန်းဆုံချုံသွားတာဖြစ်ပါလေ။အဲ့ဒီအမျိုးသားဟာ ူကိုယ်တိုင်အာနာရှိနေတယ်တော့ခင်စားရတာကို ပြင်လီရရှိဖို့အတွက် စိတ်ခင်စားမှုမျှတမှုကိုပြင်လီလိမ့်ရှာတာဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာအတားအဆီးတစ်ခုရှိတယ်။အဲ့ဒီအမျိုးသမီးကိုဆွေးဆောင်ဖို့သူပုံမစိုးစားလေလေအဲ့ဒီအမျိုးသမီးဖက်ကမတုံမလှုပ်တဲ့အတွက်သူခင်စားရတဲ့အာနာကပိုနည်းလေလေပဲဖြစ်တယ်။အမျိုးသမီးတွေကယောက်ျားတွေကိုချစ်မိတဲ့အခါစူးစမ်းအားထုတ်မှုတွေပြုလုပ်တဲ့ကြတယ်။ဒါပေမဲ့ယောက်ျားတွေကအဲ့ဒီအရာကိုလုံးဝကိုအထင်မကြီးတာပဲဖြစ်တယ်။ ဒါကြောင့်အမျိုးသမီးတွေတီထားရမှာကတော့ကိုချစ်တဲ့ယောက်ျားတွေအပေါ်မှာဘာတစ်ခုမှလေးပေးဆင်းနေစရာမလိုဘူးအရင်ကြီးလေးဂယုစိတ်ပြတ်နေစရာမလိုပါဘူးယောက်ျားတယောက်နဲ့ပတ်သက်ပြီးရင်အရင်ကိုဂယုမစိတ်ဘူးအလေးအနက်မပြုတ်လို့တဲ့မိမဟာပိုမိုနဲ့ချိန်တဲ့ဆက်ဆံရေးကိုရရှိသွားတဲ့ပါလေဒါကလည်းချစ်ခင်ကျင်နာမှုစာနာမှုတွေရဲ့ပြောင်းပြန်အရှိအနေထောင်ချောက်ပြီးဖြစ်ပါတယ် ယောက်ျားတယောက်ဟာအမျိုးသမီးတယောက်စီကအရင်ကိုဂယုစိတ်မှုတွေမရဘူးအလေးပေးမှုတွေမရဘူးအရေးတရူပြုမှုတွေမရတော့တဲ့အခါပြင်ပအတီးပြူရှက်ကနေပြီးရင်သူ့ရဲ့အတွင်စိတ်ထိခိုက်မှုစီကိုကုပြောင်းသွားတာပဲဖြစ်တယ်။ဒီတော့အဲ့ဒီအမျိုးသားဟာအဲ့ဒီအမျိုးသမီးကို ပြုပြင်ဖို့မကြိုးစားတော့ဘဲသူကသူ့မကို နားလေဖို့ပဲကြိုးစားလိုက်တာဖြစ်တယ်။ဒီအခါနားလေမှုဆိုတာစိတ်ပိုင်းဆိုင်ရာယဉ်နီးမှုရဲ့အခြေခံအုံမြစ်ဖြစ်သွားပါတယ်။ ဒါတွေကတော့ယောက်ျားတွေကမိန်းမတွေကိုဆွေးနွေးမှုနဲ့သက်ဆိုင်တဲ့အချက်သုံးချက်ပဲဖြစ်ပါတယ်။ဆက်လက်ပြီးရင်ယောက်ျားတွေနဲ့သက်ဆိုင်တဲ့အရှိအနေတွေကိုပြောပြပါောင်းမယ်။အစပထမပိုင်းမှာတော့ယောက်ျားတွေဟာသူတို့ကိုသူတို့မိန်းမတွေကိုရွေးရှည်တော့ရတဲ့သူတော့ထင်တဲ့ကြပါတယ်။ဒါပေမဲ့မိန်းမတစ်ယောက်ကသူ့ရဲ့ရွေးရှည်မှုကိုလက်မခံလိုက်တော့တဲ့အခါသူ့ရဲ့အာဏာဟာပြောင်းပြန်လင်းသွားတယ်။ ဒါကြောင့်အဲ့ဒီယောက်ျားဖက်ကပို့ပြီးရင်စွမ်းဆောင်မှုတွေပြပေးနေရတယ်စားတွေပို့လို့ပို့ရတယ်ပို့မှုစူးစမ်းနေရတယ်အဲ့ဒီအချိန်မှာအမျိုးသမီးဖက်ကအေးအေးဆေးဆေးတီတီငြိမ်ငြိမ်ပေးအထင်မကြီးပေမယ့်အေးစက်မနေဘူးပေါ့နော်ဒီလိုမျှရှေက သူ့ရဲ့အတ္တတွေကိုပျက်စီးစေတယ်အဲ့ဒီအချိန်မှာ तू ကဘာတွေတွေးလာသလဲဆိုရင်ငါအနေနဲ့သူ့မအဲ့အတွက်လုံလောက်ရလားငါကသူ့မနဲ့ထိုက်တယ်လို့လားစသဖြင့်အဲ့ဒီလိုတွေးတောလာတာရှင်နေ အမျိုးသားတယောက်ဟာအဲ့ဒီမိခွန်းကိုမိမိကိုယ်ကိုစပြီးရင်မိလိုက်တာနဲ့ထောင်ချောက်ကဆင်ပြီးသားဖြစ်သွားသလိုပဲဒီတော့အဲ့ဒီအမျိုးသားဟာသူစွန်းဆောင်ရေးရှိတယ်သူတော်တယ်သူလုံလောက်တယ်ဆိုတာကို ပြသချင်းသားတယ်ဒီနေရာမှာအမျိုးသမီးတွေမှာဆွေးဆောင်မှုရှိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကအေးစက်နေတာတော့မဟုတ်ဘူးတည်ငြိမ်အေးရှင်းနေတာပဲဖြစ်တယ်တီတီငိုင်ငိုင်အေးအေးရှင်းရှင်းနဲ့နေတဲ့တာဟာအမျိုးသားတွေပေါ်မှာပို့ပြီးရင်ပါဝါလွှမ်းမိုးစေတယ် အမျိုးသမီးတွေရဲ့အင်းရှင်တည်ငြိမ်မှုဟာအမျိုးသားတွေရဲ့အတ္တတွေကိုပြောင်းပြန်လှန်လှိုက်တာနဲ့အထူးတူပဲဖြစ်တယ်။အင်းရှင်တည်ငြိမ်တဲ့အမျိုးသမီးတွေနဲ့တွေ့တဲ့အခါယောက်ျားတွေဟာအရင်တုန်းကသူတို့ကိုသူတို့တော့တယ်မာတွေခွန်အားရှိတွေစွန်းအားရှိတဲ့လူတယောက်ထင်ခေဖူးပေမယ့်အခုအချိန်မှာအမျိုးသမီးတယောက်ရဲ့အတ္တပြုချက်ကိုရှာဖွေနေရတဲ့သူလိုခင်စားနေရတယ်။မိန်းမတယောက်ရဲ့တည်ငြိမ်မှုဟာအဲ့ဒီအမျိုးသားရဲ့စိတ်မလုံခြုံမှုတွေကိုဖြစ်ပေါ်စေတယ်။ ဒါကြောင့်အဲ့ဒီအမျိုးသားဟာအဲ့ဒီအမျိုးသမီးအတွက်ပို့ပြီးရင်စိတ်ဝင်တစားလှုပ်ဆောင်လာတဲ့တည်းပို့ပြီးရင်စကားပြောလာတဲ့အဲ့ဒီအမျိုးသမီးအတွက်ပို့ပြီးရင်ကြိုးစားလာတယ်။ဒီတော့သူ့ဖက်ကပို့မအားထုတ်လေလေအဲ့ဒီအမျိုးသမီးပေါ်မှာသူ့ရဲ့စိတ်ခင်စားချက်တွေဟာပို့မပြင်းထန်လာလေလေပဲ။ဒါဟာတင်းငိုင်းအင်းရှင်းစွာနေတဲ့တဲ့အမျိုးသမီးတယောက်ရဲ့ပါဝါပဲဖြစ်တယ်။အမျိုးသမီးတယောက်ဟာယောက်ျားတယောက်အပေါ်မှာပေးဆဲမှုပုံမနေနေလေအဲ့ဒီယောက်ျားကသူ့မဆီကနေပြီးတော့ပုံမလိုအဲ့လေးလေးပဲဖြစ်တယ် ဆက်လက်ပြီးရှားပါမှုနဲ့ပတ်သက်ပြီးပြောပြပါဦးမယ်။ရှားပါမှုဆိုတာက စင်ပွားရေးမှာရောအချစ်မှာပါတင်ဖိုးကိုဖန်တီးပေးပါတယ်။မိမတယောက်ဟာသူ့မရဲ့ချစ်ခင်မှုကိုချိုးရှင်ရွှေတာပြီးပေးလိုက်တဲ့အခါယောက်ျားတယောက်ကဒါကိုစစ်မှန်မှုအဖြစ်ထင်တယ်။သူကအဲ့ဒါကိုပုံမနဲ့ချင်းစွာခင်စားရတယ်။သူမရဲ့ပေးပို့လိုက်တဲ့စာ သူမရဲ့အပြုံးလေးတွေဟာ သင်းငယ်ဘေးမင်းလက္ခဏာဒိုင်ကပုံမူကြေလောင်လာသလိုခင်စားရတယ်။ဘာဖြစ်လို့လဲဆိုရင် သူမရဲ့အာယုံစိန်မှုဟာရည်တည်မှုတစ်ခုလိုမဟုတ်ဘဲနဲ့ဂန္ဓာအထိကရွှေတစက်လိုဖြစ်နေလို့ပါပဲ။အမျိုးသမီးတယောက်ကလူတိုင်းအတွက်အချိန်မပေးနိုင်ဘူးဆိုတာကိုအဲ့ဒီအမျိုးသားကပုံမူသိလာလေးလေးသူကထူရှားတဲ့သူဖြစ်ရှင်လာလေးလေးပဲ။ဒါဟာရှားပါမှုနဲ့သက်ဆိုင်တဲ့အချက်ပြမှုပဲဖြစ်တယ်။ ဒီတော့အမျိုးသားကသူ့စီကိုအဲ့ဒီအမျိုးသမီးရှင်းကဲလာဖို့အတွက်သူ့အနေနဲ့စူးစမ်းပြီးရယူရမယ်တော့စဉ်းစားလာတာဖြစ်တယ်။အခုဒေးစီပြောပြခဲ့တဲ့အကြောင်းအရာတွေဟာယောက်ျားတိုင်းအတွက်မှန်ရှင်မှမှန်ပါလိမ့်မယ်။ဒါပေမဲ့အရင်ချစ်တဲ့ပြီးရင်ရရိုးတဲ့တဲ့စွန့်လွှဲအနစ်နာခံတဲ့တဲ့အမျိုးသမီးလေးတွေအတွက်ယောက်ျားတွေနဲ့ပတ်သက်လာရင်တတိထားတဲ့ဈေးဖို့ဒေးစီလိလာမိသမျှတွေထေကလဲလဲမီယာလေးတွေကိုပြောပြပေးနေတာဖြစ်ပါတယ်။ ီတော့ဒီဗီဒီယိုထဲမှာနောက်ဆုံးအနေနဲ့ဆက်လက်ပြောရှင်တာလေးရှိပါတယ်အဲ့ဒါကဘာမှမလိုအပ်တော့တဲ့အခါအရာအလုံးကိုရရှိတတ်ပါတယ်ဒီစကလုံးဟာလူအများစုသတိမထားမိတဲ့အမှန်တရားဖြစ်ပါတယ်လိုအပ်မှုကဖိအားကိုဖင်တီးပြီးရင်လွတ်လပ်မှုကဆွေးဆောင်မှုကိုဖင်တီးစေပါတယ်မိမတယောက်ဟာယောက်ျားတယောက်ကို မလိုအပ်တော့တဲ့အခါအဲ့ဒီမိမရဲ့အချစ်ဟာအယောင်းဝေမဟုတ်တော့ဘဲလက်ဆောင်တစ်ခုဖြစ်လာပါတော့တယ် အမျိုးသမီးတယောက်အနေနဲ့သူချစ်တဲ့အဲ့ဒီအမျိုးသားစီကဝေးရာကိုထွက်သွားနိုင်တယ်။အဲ့ဒီအချိန်မှာ အခိုက်အတန့်တိုင်းကအဲ့ဒီအမျိုးသမီးတွေရွေးရှည်မှုတစ်ခုလိုခံစားရစေတယ်။ရွေးရှည်မှုကတော့စွန့်အားရှိတဲ့ဆွေးဆောင်မှု အရှိဆုံးပုံစံပဲဖြစ်တယ်။အမျိုးသားတွေဟာသူတို့အပေါ်မှာမှီခိုလာမှုကိုဆွေးဆောင်ခံရတာမဟုတ်ပါဘူး။သူတို့ဟာစိတ်ခံစားမှုတွေကြွေဝါမှုစီကိုပဲဆွေးဆောင်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်မိမိဘာသာပြည့်စုံနေတဲ့အမျိုးသမီးကအဲ့ဒီအမျိုးသားကိုသူ့မရဲ့ကဘာကိုဖြစ်စည်းပေးဖို့မဟုတ်ဘဲနဲ့ပေါင်းထည့်ဖို့ပဲဖိတ်ခေါ်ဖို့လိုအပ်ပါတယ်။အမျိုးသားတယောက်ဟာမိမတော်ဦးနဲ့ပေါင်းစည်းဖို့ဆိုတာကအဲ့ဒီမိမကိုကေတင်ဖို့မဟုတ်ပါဘူး။သူ့မရဲ့တည်ငြိမ်နေမှုကိုပိန်ဆိုင်ဖို့ပဲဖြစ်ပါတယ်။မိမတယောက်ဟာသူ့မဘဝပြည့်စုံဖို့ယောက်ျားတော်ဦးကို မလိုအပ်ပါဘူး။ယောက်ျားတယောက်ရှိမနေဘူးဆိုရင်ဘဝကမပြည့်စုံဘူးလို့လေခံစားနေစရာမလိုပါဘူး။ ဒီလိုငြိမ်းချမ်းနေတဲ့စိတ်တဲ့ကတခင်ညှို့အားကိုဖြစ်ပေါ်စေပါတယ်။ယောက်ျားတယောက်စီကဘာမှမလိုအပ်တဲ့အမျိုးသမီးကအဲ့ဒီယောက်ျားအနေနဲ့မိမယာနိုင်တဲ့အရာအလုံးဖြစ်လာလို့ပါပဲ။